မင်္ဂလာပါရှင်။ရောင်းတိုင်းစဲလေးစင်တဲ့အစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့တရင်အကြောင်းအရာတွေကတော့မန်လေးငလင်းကြီးကြောင့်အင်ချေ၄000ကျော်ပြည့်စင်ခဲ့ပြီးလူကြီးနှစ်တန်းခန့်အရေးပေါ်အကူအညီများလိုအပ်နေဆိုတဲ့တွင်ဘောကဝတီနကောင်မေတော်စီတီကိုပရိတ်ချင်းမြင့်ဖြင့်ရွှေထီးတော်တင်သူဆိုတဲ့တွင် မှာငလင်တန်းတဲ့နေအိမ်80တလုံးကိုစစ်စေးရကြံပြုပေးခဲ့ဆိုရတဲ့နိုင်ငံတကာသတင်းတပုတ်အနေနဲ့တရုတ်သမ္မတရှီကျေပြင်ကစစ်မြေမဟာမြူဟာတိုင်ဝမ်တည်ထောင်ရေးအစိုးပြုချက်၃ချက်ကိုမလေးရှားနိုင်ငံသို့အစိုးပြုဆိုရတဲ့အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုံအနေနဲ့မန္တလေးငလင်ကြီးချောင်းအချိန်4000ကျော်ပျက်စီးခဲ့ပြီးလူဦးရေနှစ်သန်းခန့်အရေးပေါ်အကူအညီများလိုအပ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန်လေးငလင်ကြီးကြောင့်အင်းချိန်4000ကျော်ပြတ်စီးခဲ့ပြီးလူရေနှစ်တန်းခန့်ဟောင်းအရေးပေါ်အကူအညီတွေနဲ့ကာကွယ်ဆောင်ရှောက်မှုတွေလိုအပ်လျက်ရှိနေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးကထုတ်ပြန်တဲ့အစီရင်ခံစာအရသိရပါတယ်။ ပျက်စီးသွားခဲ့တဲ့လမ်းတွေ အခြေခံအဆောက်အဦတွေနဲ့ဆက်သွယ်ရေးစနစ်ချို့ယွင်းမှုတွေကြောင့်ငလင်ဘေးတင်ပြည်သူတွေစီအကူအညီတွေရောက်ဖို့ရာလဲပုံမောခက်ခဲလျက်ရှိပြီးတန်ရှင်းတဲ့တောက်သုံးရေးကျန်းမာရေးဆောင်ရှောက်မှုနဲ့အမိုးအကားမရှိဘဲနေထိုင်နေကြရသူတွေအခုအချိန်ထိအများပြားရှိနေသေးတယ်လို့ဆိုပါတယ် ငလင်ကြောင့်အင်ချေ4000ကျော်ပျက်စီးခဲ့ပြီးဆက်လက်ဖြစ်ပေါ်နေတဲ့နောက်ဆက်သွဲငလင်ငယ်တွေကြောင့်ပြန်လည်တိဆောက်ဖို့ပြန်လည်ထူထောင်ဖို့ပုံမှုခက်ခဲလျက်ရှိနေပါသည်။ ဆက်လက်လှုပ်ခတ်နေဆဲငလင်းထွေးချောင်းအိမ်ထဲပြန်ဝင်ရမှကြောင်းနေထဲမိသားစုထွေးဟာလဲဟင်းလင်းပြင်မှာအိဆန်နေချရာဆဲဖြစ်ကဂိုလုံးစရာနေရာနဲ့အခြေခံအိမ်သုံးပစ္စည်းထွေးလိုအပ်နေတဲ့လူဦးရေသက်တမ်းခါနေငါးတရမှနှစ်တန်းအထိမြင့်တက်လာနေတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ် ဒါကြောင့်လူသားချင်းစာနာမှုဆိုင်ရာမိဖက်အဖွဲ့တွေဟာ အရေးပေါ်ခူလုံစရာနေရ အမိုးအကအဓိကအိမ်သုံးပစ္စည်းနဲ့အကူအပြောင်းကာလမှာလိုအပ်တဲ့အကူအညီတွေကို လူဦးရေ9,500စီပေးရနိုင်ဖို့စ조사နေကြပြီးလူမှုခရုဏာလှုပ်သားတွေဟာဒေသအတွင်းကကနတ်ဦးပန်ဖိုးကူညီသူတွေနဲ့အတူတကွငလှင်ပေးတုတ်ပြန်ရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိနေပေမဲ့လူဝက်ချက်တွေဟာတုတ်ပြန်ဆောင်ရွက်နိုင်မှုထက်ပုံမများပြားလျက်ရှိနေသေးတယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဘောကဝတီနကမေရွန်စေတီတော်ကိုပရိတ်ချီမြင့်ဖြင့်ရွှေထီးတော်တင်ထူဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မန္တလေးအမြန်လန်း68မိုင်နှကားညီနောင်ကျောင်းထိုက်ရှိဘောကဝတီနှကားမေတော်စေတီတော်ကိုဧပြီလ16ရက်မဟာတချံအတတ်နေ့ကပရိတ်ချီမြင့်ယေစုဆရာတော်ဒေါက်တာဗတ်တန်ထားအထိန်ဆောင်ဝန်ထဆရာတော်ကြီးကိုထိုင်ပရိတ်ချီမြင့်နဲ့ခုနှစ်စုကုံတော်သီပရိတာပင်ရွှေသီတော်တင်သူပူဇော်ပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ် အဆိုပါစေတီတော်ကြီးတရှိတဲ့အကြောင်းဟာပရိတ်ချီမင်းယေစုဆရာတော်ဒေါက်တာဗန်တန်ထအာဒိဆဝန်ထတရင်သုံးရာចောင်းနေရဖြစ်ပြီးစေတီတော်ကြီးကိုလွန်ခဲ့တဲ့1386ခုနှစ်တဘူတွဲလာပြည့်နေ့ကတည်ထောင်တော်မူခဲ့ခါညံတော်အမြင့်24000အထိရှိတယ်လို့သိရပါတယ် ဘောကဝတီနကမေရွန်စေတီတော်ရွှေထီတော်တင်လူရာနဲ့ပတ်သက်လို့ပရိတ်ချီမြင်ယေစုဆရာတော်ဒေါက်တာဗတ်တန်ထအာဒိဆဝန်ထားခရန်ကုန်မီဒီယာဂရုကိုခုလိုမိတ်ချပါတယ်။နာရီနဲ့ဆက်ချက်နဲ့ချိန်မှာပရိတ်ချီမြင်ပရိတ်ဘဝပရိတ်ပန်းနဲ့တင်လူခဲ့ပါတယ်။ရွှေထီတော်ပုံစံမျိုးတင်လူလွဲအောင်မြင်သွားပါပြီ။အဲ့တော့ဒကာမအပေါင်းနဲ့သူတော်ကောင်းနဲ့အရာလေးမြင်တာအရာရှင်းမြင်တာအရာဆင်းမြင်တာမှရှိတဲ့ဒဟန်ဒါရီကရဟန်းကမှာအပေါင်းဖရာဒါရီကလည်းမှာအပေါင်း အားလုံးကိုစိတ်နှပြပေးရကွာကျမ်းကျမ်းမှာမှာဆန်းကျမ်းလာတာလို့ရဆန္ဒပြကြပါစေလို့မြတ်တဲ့ကိုလည်းကြိုရဲမေတ္တာပို့အပ်ပါသည်ကျမ်းမှာလည်းဆန္ဒပါစေအဆိုပါရွှေထီတော်တင်လူပွဲမှာအမှုပညာနဲ့ဖျော်ဖြေပန်းဖို့ဆောင်ရွက်ပေးခဲ့တဲ့ဒရိုက်တာကျော်ဟင်းကျော်ကလည်းရွှေထီတော်တင်လူပွဲအတွေ့အကြုံနဲ့ပတ်သက်လို့ရန်ကုန်မီဒီယာခရုကိုခုလိုပဲပြောပါတယ်။အဲဖုန်းတကောပေါ့အခုဘေးသားမှာကိုကိုယ်တိုင်ကိန်းကြီးတာပဲဒီထီးရလေအရန်ထက်တာပဲဗရိတာနဲ့ထက်တယ် ဆွဲလိုက်လည်းပါတယ်ထိနေပေါက်တယ်ဆိုတော့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ပြန်စဉ်းစားကြည့်ရတာဒီ7မြင်7မြင်တော့ခြီးရတဲ့ကျိုးလေးတွေကဒါမျိုးဟာကြီးက guide ဆွဲမတင်လိုက်ရင်ဒါပြတ်တာပဲတိနေတယ်အဲသူကသူလည်းတင်လိုက်တာနဲ့ဆွဲလည်းပါသွားတာပဲအဲ့တော့အဲ့လိုပုံစံမျိုးလေးနဲ့ဆိုတော့အဲယုံကြည်ရတဲ့အထက်မှာဘာပါလဲဆိုတော့ပေးချင်မြင်ဆရာတော်ဆိုတဲ့ဘုရားကြီးကခုမှမဟုတ်လေနေပေါင်းများတော့ပဲကာလာတစ်ခုနဲ့တစ်ခုနဲ့ကူးပြောင်းတဲ့ကာလာတွေမှာဒါဖုံးကအနေမြင်ရှင်ရှင်ပဲဩဇာတိတ်ကမှလည်းတမာရီကတော့ယနေ့ချင်းကြီးကိုရွေးပဲမြင်ရတယ် အဲ့ဒါကြောင့်တော့သူဆန်းလာပေါ့အဲ့လိုမျိုးဘောကဝတီနခမဲထော်ရွှေထီးတော်တင်ထူပွဲမှာဒရိုက်တာကျော်ဟင်းကျော်ကျော်စီယာအကယ်ဒမီခင်ဆိုးပိုင်းဝင်းမင်တန်ဆိုင်းလုံးတောက်တာပါဝင်အမှုပညာရှင်တွေကအသီးဆိုးဖျော်ဖြေခဲ့ကြတာဖြစ်ပါထိတ်အဆိုပါဘောကဝတီနကမဲတော်စေတီတော်ဟောင်းဆရာတော်ဖျားကြီးရဲ့ပရိတ်ချီမြင့်နဲ့ထီတော်တင်လူခဲ့တဲ့စေတီတော်2500ကျော်ထဲကသစုဝပါဝင်ဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်မန္တလေးအမြန်လမ်း68မိုင်၊နဂါညီနောင်ကျောင်းထိုင်ဖာ၊နဂါညီနောင်စုတောင်းပြေစီတီ၊မဟာတပေါင်းစုစီတီတော်အပါဝင်ဖျားပေါင်းတထောင်ကျော်တည်ထားနေပြီးလက်ရှိမှာ400ကျော်ပြည်စီနေပြီ ဖြစ်တာကြောင့်လူရန်လူသူတွေအနေနဲ့ပါဝင်လူရန်နိုင်တယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီး MCEF မှာငလင်းတန်းတင်နေအိမ်80တလုံးကိုစစ်စဲရအကြံပြုပေးခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးမြို့ရှိငလင်တန်းတင်နေအိမ်83လုံးကိုစစ်ဆေးရကြံပြူပေးခဲ့ပြီးဖြစ်တဲ့လို့မန္တလေးတိုင်းဒေသကြီးစောင့်လုံရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှသိရပါထေလူနေအိမ်ရဆောက်ဦးထွေရဲ့ကြံခိုင်မှုကိုစစ်ဆေးရကြံပြူပေးလျက်ရှိရာမှာမန္တလေးတိုင်းဒေသကြီးစောင့်လုံရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှကြီးကြပ်ကပညာရှင်များအင်ဂျင်နီယာများလူငယ်ပရဟိတအဖွဲ့များနဲ့ပူးပေါင်းဆောင်ရွက်နေတာဖြစ်တဲ့သို့သိရပါထေ ဒီလိုငလင်တန်းတဲ့အဆောက်အုံထွေးရဲ့စံခိုင်မှုစစ်ဆေးပေးထားတွေကိုမန္တလေးတိုင်းဒေသကြီးဆောင်းလုံရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းအပြင်မန္တလေးမြို့စီပင်သားရာရေးကော်မတီနဲ့အခြားအဖွဲ့အစည်းတွေကလည်းဆောင်ရွက်ပေးလျက်ရှိပါသေး။ ဆက်လက်ပြီးတော့လေငလင်းတန်းတဲ့နေအိမ်ထွေကိုစစ်စေးရအချံပြူပေးသွားမှာဖြစ်တာကြောင့်မန်လေးမျိုးရှိမိမိတို့နေအိမ်ထွေကိုချက်ခိုင်မှုစစ်စေးရအချံပြူဖို့အကူအညီလိုအပ်တဲ့အိမ်ပိုင်ရှင်ထွေအနေနဲ့မန်လေးတိုင်းဒေသကြီးစောက်လုံရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းထံကိုဆက်သွယ်နိုင်တယ်လို့သိရပါတယ်ရှင်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ တရုတ်သမ္မတရှီကျေဖင်ကဆင့်မြင့်မဟာဗျူဟာတိုင်ဝမ်တည်ထောင်ရေးအဆိုပြုချက်၃ချက်ကိုမလေးရှားနိုင်ငံသို့အဆိုပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်ပြည်သူသမရနိုင်ငံသမရရှိခြင်းဖြင့်ဟောမလေးရှားနိုင်ငံသို့ပြီးခဲ့တဲ့ဗုဒ္ဓဘူးနေ့ကကြည်ကြည်ရေးခရီးသွားရောက်ခဲ့ပြီးရရသူပူဝမျှအနာခတ်အတွက်အစ်မြင့်မဟာပြူဟောင်းမြောက်တရုတ်မလေးရှားအတိုင်းဝန်တခုတည်ဆောက်ဖို့အဆိုပြုချက်၃ခုကို မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ထံအဆိုပြုခဲ့တယ်လို့သိရပါတယ်။ ပထမအချက်အဖြစ်နှစ်နိုင်ငံအနေနဲ့မဟာဗျူဟာမြောက်လွတ်လပ်မှုအပေါ်ဆက်လက်မြဲမြံထားရှိပြီးအစ်စ်မြင်မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးဆောင်ရွက်ဖို့ဖြစ်တယ်လို့ရှိကပြောပါတယ်တရုတ်နိုင်ငံရောမလေးရှားနိုင်ငံမှာမိမိကိုမိမိကြံ့ကြံ့ခံနိုင်စွမ်းနှင့် အင်အားထွေးရှိကြပြီးပြင်ပစွပ်ဖတ်မှုတွေကိုပြက်ပြက်သားသားသုံးလှမ်းချထဲလို့တရုတ်သမ္မတကဆက်ပြောပါထဲ့ နနိုင်ငံအနေနဲ့မိမိနိုင်ငံအခြေအနေနဲ့ကိုက်ညီမဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွေကိုရွေးချယ်ဆောင်ရွက်ကြရမှာပူးပေါင်းဆောင်ရွက်ကြရမယ်လို့လည်းသူကပြောပါတယ်တနိုင်းငယ်ရဲ့အချုပ်ချာအောင်အောင်လုံခြုံရေးနှင့်ဖွံ့ဖြိုးရေးအကျိုးစီးပွားတွေကို အခြားနိုင်ငံကပြန်လည်ထောက်ခံကြမယ်လို့ရှီကအသေးချာပြောပါတယ်။ ဒုတိယအချက်အနေနှင့်အရေးအသွေးပြင်ဖွံ့ဖြိုးတိုးတက်ရေးပူပေါင်းဆောင်ရွက်မှုပုံစံတစ်ခုတည်ဆောက်ဖန်တီးဖို့နှစ်နိုင်ငံဟာညှိနှိုင်းဆောင်ရွက်ကြရမှာဖြစ်တယ်လို့ရှိကပြောပါအထက်တတိယအချက်ကနှစ်နိုင်ငံဟာမျိုးဆက်အလိုက်ချစ်ကြည်ရေးဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ကြရမှာဖြစ်ပြီးနှစ်နိုင်ငံလူအဖွဲ့အစည်းအကြားမှတည်ယူမှုတွေအပြန်အလှန်ဖလှယ်ဖို့နှစ်နက်ဆိုင်ဆိုင်ဆောင်ရွက်ကြရမယ်လို့လည်းသူကပြောပါအထင် တရုတ်နှင့်မလေးရှားဟာကွန်ပျူရှာအင်စလန်လူသားယဉ်ကျေးမှုဆွေးနွေးပြောဆိုထားထွေးမှပူပေါင်းလှုပ်ဆောင်ကြမယ်လို့ရှိကပြောပါထည်။ဗန်ထားမွေးမြူရေးသုတေသနလုပ်ငန်းထွေကိုပူသွန်းဆောင်ရွက်ချဖို့ရှီရဲ့မလေးရှားခရီးစဉ်မှသဘောတူညီမှုရရှိခဲ့ပါထည်။ အာဆီယံဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့မလေးရှားရဲ့အခမ်းအခနာကိုတရုတ်နိုင်ငံကထောက်ခံထဲလို့ရှိခပြောလိုက်ပြီးတရုတ်အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်အသေးအသွာမြင့်တိနိုင်ငံနှင့်မဆိုးတရုတ်ကလက်သွဲဆောင်ရွက်ဖို့ရှိတယ်လို့လဲဆိုပါတယ်။ ဝန်ကြီးချုပ်အန်ဝါကလည်းတရုတ်နိုင်ငံဟာ မလေးရှားရဲ့ယုံကြည်ရတဲ့မိတ်ဆွေဖြစ်တယ်လို့ပြောပါတယ်။ရှီရဲ့ဥဆောင်မှုအောက်မှာတရုတ်နိုင်ငံတိုးတက်လာတာကိုအန်ဝါကချီးကျူးလိုက်ပြီးရှီဟာယနေ့ကဘာကြီးထဲကထူးချွန်တဲ့ခေါင်းဆောင်တအူးလို့ခေါ်ဆိုလိုက်ပါတယ်။မလေးရှားအနေနဲ့လည်းတရုတ်နိုင်ငံနဲ့မဟာဗျူဟာမြောက်ဆက်သွယ်ရေးတွေတိုးမြင့်ပြီးနိုင်နိုင်ငံကုန်သွယ်ရေးကိုတိုးမြင့်လို့ထဲလို့မလေးရှားဝန်ကြီးချုပ်အန်ဝါကပြောပါတယ်။ ကိုပိုင်ရချိုးစီးပွားကောက်ွက်ရေးဝါထားထွေမြင့်တက်နေချိန်မှာမလေးရှားဟာစိန်ခေါ်မှုထွေအနေရဲထွေကိုတယုံနှင့်အတူလက်သွဲဖြည့်ရှင်းလိုထဲလိုလဲအန်ဝါကဆက်ပြောပါထိတယုံတမရာရှိချေဖြင့်ဟာအာဆီယံနိုင်ငံထွေဖြစ်တဲ့ဗီယက်နမ်မလေးရှားနှင့်ကမ္ဘောဒီးယားနိုင်ငံထွေကိုချစ်ချည်ရေးခရီးသွားရောက်ခဲ့တာဖြစ်ပါထိလို့သိရပါထိရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါသေး။ကြီးစုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြောင်ဘိုးထပ်ပါ။